မင်္ဂလာပါရှင်လေဗယုတ်တန်ရဲ့ဒီဇင်ဘာလ2ရက်နေ့ညပိုင်းသတင်းထုတ်မှုစီစဉ်စတင်မှာတော့မယ်ဒီကနေ့မှာတင်ဆက်မယ့်သတင်းတွေကတော့ကြောင်မဲမြို့နယ်မှာအွန်လိုင်းလေလဲလောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်နေတဲ့ပြည်ပနိုင်ငံသား28ဦးအားဆက်ဆက်ပြစ်စီနေတဲ့အတူဖမ်းဆီးရမည်ရေးသတင်းရင်းနှီးနှက်အစောပိုင်းကတီးတိမ်မြို့အနီးဘဟုပြုပြီးအင်းအား၄ဒသမ9အဆင့်ရှိအင်းအားနေငယ်ရှိတဲ့မြင်းကလေးလှုပ်ခတ်တဲ့သတင်း ဒီဇင်ဘာလအတွင်းကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလီးဗီးယားနဲ့ရေဝန်နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးတစ်ကြိမ်မှာပုံမှန်အားကောင်းလာနိုင်ကမွန်နိုင်ငံဖြစ်တို့ရောက်ရှိနေတဲ့တဲ့။ဟောင်ကောင်မှာအထက်မြင့်အဆောက်အုံများမိလောင်မှုကြောင့်တေဆုံးသူ146ဦးရှိလာတယ်တဲ့။ဖြစ်နိုင်မှာက Raffle ကို အပိသက်ခေါ်ယူလိုတယ်လို့ Deco ပြောကြားတယ်တဲ့။အဆရှိတဲ့တဲ့များကိုတင်ဆက်တော်မှာပါ။ဦးစံတဲ့တဲ့ပုံနေနေ ကြောင်မဲမြို့နယ်မှာအွန်လိုင်းလေလေလောက်ကစားမှုလုပ်ငန်းများလုပ်ကိုင်နေတဲ့ပြည်ပနိုင်ငံသား28ဦးအားဆက်ဆက်ပြစီနေတူဖန်စီရမိတဲ့တရင်ကိုတင်ဆက်ပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မှာအွန်လိုင်းလေလေလောက်ကစားမှုလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ပြည်ပနိုင်ငံသား28ဦးကိုဆက်ဆက်ပြစီနေတူဖန်စီရမိခဲ့လို့သိရပါတယ်။နဝမ30ရက်နေ့ဒီဇင်ဘာ1ရက်တို့မှာရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်တောင်ထိပ်ကျေးရွာအနီးမှာအွန်လိုင်းလေလေလောင်းကစားမှုလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ပြည်ပနိုင်ငံသား28ဦးကို အွန်လိုင်းနေလဲလောင်းကစားမှုတွေပြုလုပ်ရမှာအသုံးပြုတဲ့ဆက်ဆက်ပစ္စည်းတွေလူနေအဆောင်အုံတွေနဲ့အတူဖန်ဆင်းရမိခဲ့တယ်လို့သိရပါဗျ။နဝမ30ရက်မှာကြောင်မဲမြို့နယ်တောင်ထိပ်ကျေးရွာရဲ့တောင်ဘက်ဒုထဝရီမြစ်အနီးမတင်ငါဘွားရအဆောင်အုံတွေကိုတွင်းရှိရတဲ့အတွက်ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာအွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့လောင်းကစားမှုတွေလှုပ်ဆောင်တဲ့နေရာဖြစ်ကြောင်းတွေ့ရပြီးလုပ်ငန်းလုပ်ကိုင်နေသူတွေကိုမတွေ့ရပဲ။အိတ်ဆောင်6လုံး၊လုပ်ငန်းဆောင်5လုံး၊အစားအစာ2လောင်းယုံ6လုံး၊စောက်လုပ်ဆဲလုပ်ငန်းဆောင်1လုံး၊စောက်လုပ်ဆဲအိတ်ဆောင်1လုံး အထွေထွေ3အဆောင်တစ်လုံးတန်လျာရှည်အိမ်သားတစ်လုံးအိတ်ခမ်းတွဲ၄ခမ်းတွဲအိတ်ဆောင်တစ်လုံးအိတ်ခမ်း၄ခမ်းတွဲရိတ်ခါစတိုပါနှစ်ထပ်ဆောင်တစ်လုံးမီးဆက်အကြီးတစ်15ပေအမြင့်ကင်းဆောင်တစ်သားမျောစင်၅လုံးအိတ်ဆောင်တန်လျာတစ်လုံးအလျားပေ900အနံပေ400တုတ်ကာခြံဝင်းတစ်ခု Orion Desktop ကွန်ပျူတာအလုံး30 Starlink ဘန်း10ကိုအဲကူလာတစ်လုံး Wi-Fi ဆက်၄လုံးဆောင်းဘောက်စ်တစ်လုံး ပါဝါစတေးရှင်း3လုံးငွေရည်တွက်ဆက်1လုံးငွေကပ်ဖြတ်ဆက်3လုံးကွန်ပျူတာဆက်ဆက်ပစ္စည်းတွေနဲ့တခြားလျှက်စစ်သုံးပစ္စည်းတွေကိုတွေးရှိသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးတောင်ထိပ်ကြီးရွာအနီးထပ်မံရှင်းလင်းရာအဆိုပါနေရာရဲ့မြောက်ဖက်မှာအွန်လိုင်းလင်လယ်လမ်းဝန်းဆောင်မှုတွေလောက်ကင်နေသူတွေဖြစ်တဲ့တရုတ်နိုင်ငံသား၁၀ဦးကို၎င်းတစမတရက်မှာအဆိုပါနေရာရဲ့မြောက်ဖက် တောင်ထိပ်ကြီးရွာရဲ့တောင်ဘက်မှာတရုတ်နိုင်ငံသား၁၀ဦးကို၎င်း တောင်ထိပ်ကျေးရွာရဲ့မြောက်ဖက်မှာရှိတဲ့ပုံဝိုးကျေးရွာအနီးမှာလည်းတရုတ်နိုင်ငံသားရှေးဦးကို၎င်းအသီးသီးဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျာ။နောက်တစ်သတင်းတစ်ပုဒ်အနေနဲ့ယနေ့နဲ့အစောပိုင်းကတည်တည်မြို့အနီးဗဟိုပြုပြီးအင်းအားလေသမကိုအစင်းရှိအင်းအားနေငယ်ရှိတဲ့မြင်းကလေးလှုပ်ခတဲ့သတင်းကိုတင်ဆက်ပါမယ်။ဒီကနေ့ဒီဇင်ဘာလ2ရက်နေ့အစောပိုင်းကတည်တည်မြို့နီးဗဟိုပြုပြီးအင်းအားလေသမတ်ကိုအစင်းရှိတဲ့အင်းအားနေငယ်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်ခဲ့တယ်လို့မိုးစလာရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ ဒီနေ့2025ခုနှစ်ဒဇမလ2ရက်နေ့မြမစံတော်ချိန်တနာရီ25မိနစ်36စက္ကန့်အချိန်မှာတမိုးမြင်ကလေးစခန်းရဲ့တောင်အနောက်တောင်ဘက်60မိုင်ခန့်အကွာဝေးတဲ့မြမနိုင်ငံပြည်တွင်တီးတိမ်မြို့ရဲ့အရှိမျောက်ဖက်73မိုင်ခန့်အကွာမျောလက်တီတို့23ဒသမ44ဒီဂရီအရှိလောင်ကြီးတို့63ဒသမ84ဒီဂရီအနက်64ကီလိုမီတာကိုဗဟိုပြုပြီး AR Star Scale 4ဒသမ9အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းကလေးတစ်ခုလှူရှားသွားကြောင်းတိုင်းထွာရရှိတယ်လို့ ိုးစလရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဆက်လက်ပြီးဒီဇင်ဘာလတွင်ကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တိုမှလေပြင်းနှင့်ရေဝုန်း၂ကြိမ်ဖြစ်ပေါ်နိုင်ပြီးတစ်ကြိမ်မှာပိုမိုအားကောင်းနိုင်ကမွန်တိုင်းငယ်ဖြစ်သူရောက်ရှိနေတဲ့တွင်ကိုတင်ဆက်ပါမယ်။ဒီဇင်ဘာလအတွင်းကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တိုမှလေပြင်းနှင့်ရေဝုန်း၂ကြိမ်ဖြစ်ပေါ်နိုင်ပြီးတစ်ကြိမ်မှာပိုမိုအားကောင်းလာနိုင်ကမွန်တိုင်းငယ်ဖြစ်ရောက်ရှိနိုင်ကြောင်းမူလဝတ္တနှင့်ဇလားပြေတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါသည်။ ။တဇမာလလပတ်အတွက်မိုးလေဝသနဲ့ဇလားပေရာခမ်းမန်းချက်အနေနဲ့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေပြင်းနဲ့ရေဝန်းနှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးတစ်ကြိမ်မှာပုံမအားကောင်းလာနိုင်ကမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်းမိုးရွာရဲအနေနဲ့ရန်ကုန်တိုင်းပဲခူးတိုင်းအရှေ့ပိုင်း AR တိုင်းတနင်္သာရီတိုင်းနဲ့မွန်ပြည်နယ်တို့မှာလေရက်က9ရက်ခန့်နဲ့နေပြည်တော်မန္တလေးတိုင်းပဲခူးတိုင်းအနောက်ပိုင်းမကွေးတိုင်းစကိုင်းတိုင်းကချင်ကယားကရင်ချင်းရခိုင်နဲ့အရှမ်းပြည်နယ်တို့မှာတရက်မှ3ရက်ခန့်မိုးထစ်ကြုံရွာနိုင်တယ်လို့သိရပါတယ်။ ညပူချိန်အနေနဲ့သကိုင်းတိုင်းဒေသချင်းကချင်နဲ့ချင်းပြည်နယ်တို့မှာဒေသမာလရဲ့ပြင်းမြအပူချိန်ရဲ့တိတက်သမ5ဒီဂရီဆဲလ်စီယပ်စ်နဲ့အထက်ပိုနိုင်ပြီးနေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးအေရဝတီတနင်္သာရီကယားကရင်မော် ရခိုင်နဲ့အရှမ်းပြည်နယ်တို့မှာဒေသမာလပြင်းမြအပူချိန်ခန့်သာရှိနိုင်တယ်လို့သိရပါတယ်။ဆက်လက်ပြီးဟောင်ကောင်မှာအစစ်မြေအဆောက်အအုံများမိလာမှုကြောင့်တေဆုံးသူ146ဦးရှိလာတဲ့တဲ့ရင်းကိုတင်ဆက်ပါမယ်။ ဟောင်ကောင်မှာအထက်မြေအဆောက်အုံတွင်မိလာမှုကြောင့်သေဆုံးသူ146ထက်မနည်းရှိလာခဲ့လို့သိရပါတယ်။နိုဝင်ဘာ30ရက်ကဝန်ထမ်းချင်းအထိမ်းအမှတ်အတွက်လူပေါင်းထောင်ချီစုဝေးခဲ့ကြပါသေးတယ်။နိုဝင်ဘာ26ရက် နေ့လည်ခင်းအချိန်ကတိုက်ပိုဒေသမှာရှိတဲ့ဝမ်ဖန်ကောက်အင်ယာမှာရှိတဲ့အထက်မြေအဆောက်အုံ၈လုံးအလျင်အမြန်ကူးစက်လောင်ကျွမ်းခဲ့တာပါ။ နိုင်ပေါင်း40ကြော်ကြာလောင်ကျွမ်းခဲ့ပြီးတဲ့နောက်နိုဝင်ဘာ28ရက်ဒေသစံတော်ချိန်မနက်10:18မိနစ်မှာကြဲကြဲပြန့်ပြန့်မီးငြိမ်သက်နိုင်ခဲ့တယ်လို့မိသက်ဌာနကပြောကြားခဲ့ပြီးမီးငြိမ်သက်မှုပြီးဆုံးပါတယ်။ရဲတပ်ဖွဲ့နဲ့ဟောင်ကောင်အကြံပြတ်ခြားဆောင်မှုစောင့်ကြည့်ရေးအဖွဲ့ကမီးလောင်မှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမဲ့ပုံမတော်ဝင်ခံမှုရှိစေဖို့နဲ့လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့တောင်းဆိုတဲ့အသနာခံစားတစ်စောင်ကိုအလင်းမြန်ရပ်တန့်ခဲ့ပြီးအသနာခံစားတင်သွင်းသူတအုပ်ကို ပုံကံမို့လှုံ့ဆော်မှုနဲ့ဖမ်းဆီးခဲ့ပါတယ်။နိုဝင်ဘာ30ရက်ကအနေရဝင်းဆောင်တွင်နဲ့ပန်းစီတွေကင်ဆောင်ထားတဲ့လူပေါင်းထောင်ချီဟာမိလောက်မှုဖြစ်ပေါ်တဲ့အင်ယာဝင်းဘေးမှာရှိတဲ့ပန်းချိန်ကလေးတစ်ခုမှစူဝေးပြီးဝင်းနေချင်းအထိမ်မှတ်ပြစ်လုခဲ့ကြပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဖြစ်နိုင်ပါက Rafo ကိုအပိသက်ခေါ်လိုတယ်လို့ Deco ပြောကြားတဲ့သတင်းကိုတင်ဆက်ပါမယ်။ Barcelona အသင်းရဲ့ Amazon Striker Deco ကဖြစ်နိုင်ပါက Rafo ကိုအပိသက်ခေါ်လိုတယ်လို့ပြောကြားခဲ့ပါတယ်။ ာစီလိုနာအသင်းဟာမန်ယူသင်းကအင်္ဂလန်တိုက်စင်မိုရက်ဖို့ကိုတရားသည့်အငှားစာချုပ်နဲ့ခေါ်ယူထားတာဖြစ်ပြီးရာသီကုန်မှာယူရို35သန်းနဲ့အပြည့်အသက်ခေါ်ယူနိုင်မယ့်အခွင့်အရေးရှိနေပါတယ်။ဒါပေမဲ့ဘာစီလိုနာအသင်းကဗန်နာယီပြဿနာရှိနေတာကြောင့်ရက်ဖို့ကိုအပြည့်အသက်ခေါ်ယူမလားဆိုတာမသိကြသေးပါဘူး။၂၈နှစ်အရွယ်ရက်ဖို့ဟာမန်ယူအသင်းရဲ့ငွေမွေးချံပေါက်ကစားသမားတဦးဖြစ်ပြီးနီးပြအော်ရန်လက်ထက်အသင်းမှာရုံးကန်လာရတာကြောင့်အငှားထွက်ကစားရတဲ့အခြေအနေကိုရပ်ရှိခဲ့တာဖြစ်ပါတယ်။မန်ယူအသင်းမှာရက်ဖို့ရုံးကန်ခဲ့ရတာဟာ အသင်းကပြန်လည်တည်ဆောက်မှုပြုလုပ်ရတဲ့အချိန်မှာတောင်းဆိုမှုအခံရဆုံးဦးဆောင်ကစားသမားတယောက်ဖြစ်နေတာကြောင့်လို့လဲဒီကိုကသုံးသပ်ခဲ့ပါတယ်။ဘာစီလိုနာအသင်းရဲ့အနာဂတ်ကိုတော့သူဘာစီလိုနာမှာပြောရှင်နေပါတယ်။ဒါပေမဲ့အသင်းရဲ့ဘန်နာရဲ့အခြေအနေကိုသူသိထားပါတယ်။သူကတိုက်စစ်သုံးနေရာစလုံးမှာကစားနိုင်သူဖြစ်တာကြောင့်သူ့ကိုခေါ်ယူခဲ့တာပါ။ဖြစ်နိုင်ရဲ့အပြည့်အသက်ခေါ်ယူချင်ပါတယ်လို့ဒီကိုကပြောကြားခဲ့ပါတယ်။လေဗန်ယူတရေညာပိုင်းသတင်းများကိုတင်ဆက်ခဲ့တာပါတ िश ူနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညချမ်းချိန်ခါဖြစ်ကြပါစေရှင်